လူမှုရေးဆောင်ရွက်ချက်တည်ရောက်သောလူမှုရေးကိစ္စကို ပုံညကာဒီအသင်းကဆောင်ရွက်ရန်အကြောင်းပေါ်လာသည်စံကင်းကြောက်တိုင်ရတ်သူရွာသားတို့သည်လေသမားများဖြစ်ကြသည်သို့တော်လည်းချစ်တီကလားတို့ဤစီးပွားရေးခြေလှယ်မှုကြောင့်မိုးရင်းနောက်ပိုင်း၌ဝန်းစာစပါးပြက်သူပြက်ကြသည်ထို့အခါစပါးအတူယူဆကြရတော့သည်တည်င်းကိုနှစ်တင်းပေးကြရသည်နစ်နာမှန်သည့်တော်လည်း အငတ်မခံနိုင်သဖြင့်ယူကြရသည်ဤသို့ဖြင့်တစ်နှစ်တည်းတစ်နှစ်စီးပွားရေးလုံပါပါလာကြသည် သူတို့ပြည်တနာကိုကုညီဖြစ်ရှင်းပေးနိုင်သည်မြန်မာအမျိုးသားမရှိအသင်းအဖွဲ့လည်းမရှိ ဆောင်ရွက်เสียကွက်လက်ကြံပြီးစင်ရသားလက်သမားများအားကိုးရမည်ဖြစ်နေကြသည်ထိုကွက်လက်ကိုဖြစ်ဆွဲရန် ပုံညာကာရီခေါင်းဆောင်တို့တိုင်မြင်ပြီးအသင်းကိုတင်ပြဆုံးဖြတ်ချက်ချ၍ဆောင်ရွက်ကြ၏လေသိန်းချိန်တွင် လှူနိုင်သူတိုင်းတဦးလင်တည်င်းကြအသိအားလှူကြဖို့လှုပ်စော်အလှူခံကြ၏တင်း400ကျော်900နီးပါးအထိအသိပိုင်းအဖြစ်စုမိထားသည်ထိုစဘာတို့ကိုဝန်းစာပြတ်သောအသိသားတိုင်းအတိုးမရှိထုတ်ယူစားသုံး၍စဘာပေါ်ချင်းကြမှအရင်အတိုင်းပြန်ပေးကြရ၏ပုံညကာဒီ၏ထိုဆောင်ရွက်သည့်ဝန်းစာမလုံလောက်သောအသိသားများအဖို့ ထိရောက်သောအာဇီတလည်းဖြစ်တဲ့ကဲ့သို့အရင်ရှင်ချစ်တီများအတွက်ကထိရောက်သောလက်တီချက်ဖြစ်တော်၏ထို့ယူ၍ကြံသောစဘာတို့ကို ပေါစည်းဖြင့်ရောင်းချ၍အသင်းရန်ဘုံငွေဖြစ်ထား၏တာမှုနာမှုဆောင်ရွက်ဖွယ်တို့ကိုထိုငွေဖြင့်ကူညီဆောင်ရွက်ကြ၏ပုံညဂါရီ၏ဘာသာရေးလူမှုရေးရည်ရွယ်ချက်ဆောင်ရွက်ချက်တို့ကိုကြားသိတော်မူသောရွှေကျင်ဠိကာယတွဲပက်တာနာပိုင်ဖြစ်သော ဝိတုဒ္ဒာယုံစီရှင်စီရတော်အခမာပန္နိတကဖော်ပြပါအတိုင်းအာတိတပြုတော်မူ၏ထိုအာတိတဂါထာ၌အတမောဟုသောပုပ်ဖြင့်ဆံကင်းရွာကိုဂုံပြု၍တိလာထံဘောဟုသော ပုပ်ဖြင့်ကြောက်တံရွာကိုချီကျူးသည်ဓာတုဓာတုအဟောဓာတုတမာဇောပုံညကာရိနံအတမောတိလာထံဘောဝဘာတံမာပုံနမာတိယံ ပုံညကာရိနံတမာသောပုံညကာရိအတင်းဒီတာတုတာတုကောင်းပြီစွာ ကောင်းပြီစွာအဟောတာတုအချင်းပြည့်အစင်ကောင်းအရိယာလောင်းတို့အကျံအဖန်ပန် လက်ဖြောက်တီး၍အချိပွဲကောင်းတည်တာတဲ့ပုံညကာရိနံတမာသောပုံညကာရိအတင်းဒီအတမောအလားတူမပေါ်ထွက်ရှင်ပြိုင်ပက်ဆန်ကင်းသည်ဖြစ်၍ တိလာထံဘောဝကြောက်ပြင်ကြောက်ဖြာတွင်စိုက်ထားသည့်ကြောက်တန်ကြီးကဲ့သို့ဘာနံနှံ့သည့်ကြောကြားထင်ရှားပါစေသတည်းပုံနာမာတိယံတိတိစံတက်15ရက်လာပြည့်နေ၌မာဝတော်ဒါယုံဆန်လာပြည့်ဝင်ကြီးကဲ့သို့ဘာတံဧကျံချင်းမင်္ဂလာဂုံသိမ့်ဖြင့်တထိန်တင်တောက်ထွန်းပါစေသတည်းလက်ရှိပုံညကားဤ ပုံညာကာဒီအသင်းဤခရီးတီနှစ်ပေါင်း90ကျော်ပြီပြီကြေးရွာတရွာ၌အသင်းဝင်တသင်းဤကြေးရွာတရွာ၌အသင်းတသင်းဤဤတတန်းသည်ဆံပြုလောက်သောတတန်းဖြစ်သည်ရည်ရွယ်ချက်မူမှန်သလောက်အသင်းသားတို့ဤမျက်စိပွင့်လင်းမှုကြောင့်ဤမြတတန်းရှေရာခြင်းဖြစ်၏မြတ်မောက်ခေ1330ခု ပုံညာကာဒီသည် အမျိုးသားများသာမက အမျိုးသမီးများပါစုပေါင်းထားသောတပ်ပေါင်းစုဖြစ်နေပြီးပြီအသင်းဖွဲ့အမျိုးမျိုးရှိခြင်းသည်စိတ်တတ်အမျိုးမျိုးရည်ရွယ်ချက်မျိုးမျိုးညွန်မှန်းချက်အမျိုးမျိုးဖြစ်နေတတ်သည်သို့သောဆန်ကင်းကြောက်တန့်ရှိဝိသင်းသူတို့သည်အသင်းဖွဲ့အနေဖြင့်တိချားစီဖြစ်နေတော်လဲစိတ်တတ်ကွဲပြားခြင်းရည်ရွယ်ချက်ကွဲပြားခြင်းညွန်မှန်းချက်ကွဲပြားခြင်းမရှိမိမှန်လန်းကြသောစနစ်ဖြင့် အမျိုးဘာသာတာနာအကျိုးတည်ပိုးကြရန်ဟူသောမွန်မြတ်သည့်တခုတည်းသော ပန်းတိုင်ဥတီချက်သာထားကြလေသည်ထို့ကြောင့်လမ်းစဉ်သူသောပုံညကာဒီနှင့်ပေါင်းကတပ်ပေါင်းစုစနစ်ဖြင့်ချီတက်လျက်ရှိကြ၏။ဆောင်ရွက်ရာ၌လွယ်ကူခရီးတွင်စီရန်အမျိုးသားအမှုဆောင်အမျိုးသမီးအမှုဆောင်ဟု၍အမှုဆောင်နှစ်ဖွဲ့ခွဲထားသည်။ကာဂျီအမျိုးသားအမှုဆောင်အဖွဲ့၁ဥပျော့ဩဂထဒနုဖြူ၂ဥရှင် ဒုဥက္ကဋ္ဌရကန်စု၃ဥကံမြိုင်အတွင်ရင်မူ၄ဥကြည်ဒုအတွင်ရင်မူ၅ကိုအေးမောင်ငွေတိန်၆၉ကိုကံလိုင်းအမှုဆောင်တာဟောင်းခွန်ကိုဗမြိုင်အမှုဆောင်ကြောက်တိုင်း၈ဥအောင်တင်အမှုဆောင်တင်ကြီးတန်း၉ဥလာမောင်အမှုဆောင်တင်ကြီးအရှိစု၁၀ကိုလာရွှေအမှုဆောင်တာကြီးတို့ဖြစ်သည်ခါခွေအမျိုးသမီးအမှုဆောင်အဖွဲ့ တမတ်တင်ညဥက္ကဋ္ဌအကြောက်တိုင်းနှစ်မမြမီဒုဥက္ကဋ္ဌသုံးမအေးကျွယ်အတွင်ရင်မူလေးမခင်ကြည်ဒုအတွင်ရင်မူငါမအေးကြည်အမှုဆောင်ချက်မကျင်ငွေအမှုဆောင်ခွန်ဒေါ်တင်ညအမှုဆောင်တာကြီးရှစ်မတန်နုအမှုဆောင်ကိုမလှလာအမှုဆောင်တို့ဖြစ်ကြသည်တူညီသောအမြင်ဖြင့်ဖွဲ့စည်းထားသောတပ်ပေါင်းစုမူအရာအမှုဆောင်နှစ်ဖွဲ့တို့တိုင်ပင်ညီညွတ်၍ဆောင်ရွက်လျက်ရှိကြသည် ပုံညဝိတနာအတင်ပုံညကာရီဖွဲ့စည်းတည်ထောင်၍အခြေတကျဖြစ်လာသောအခါចောင်းသားကလေးများကိုပုံညဝိတနာအမည်ဖြင့်အတင်ဖွဲ့စည်းစီတော်မူသည်ရွေချက်မှာအုတ်ချုပ်မှုလွယ်ကူစေရန်နှင့်အုတ်ချုပ်ရေးပညာကိုចောင်းသားများသိရှိရိပ်မိစေရန်သူကျွမ်းခံလိုသောစိတ်တည်းဖြင့်အရာရာရှေ့ဆောင်တက်ရန်ဖြစ်လေသည်ចောင်းသားများကမိမိတို့စိတ်ကြိုက်အုတ်ချုပ်သူအမှုဆောင်များကိုရွေးချယ်တင်မြှောက်ကြသည် ဥက္ကဋ္ဌအဖြစ်မောင်လမောင်ယခု တာကြီးပိုင်းပပဲဆရာကိုရွေးချယ်ကြသည် မောင်တင်မြကဗန္နာယီမှုဖြစ်လာသည် အုတ်ချုပ်မှုမှာငါးယောက်ကိုခေါင်းဆောင်တစ်ယောက်ကြအုတ်ချုပ်ရသည် နေ့စဉ်လုပ်ငန်းများဆိုင်ရာငေသားများကကြောက်တံကြောက်တင်မှုစာအုပ်များကိုစာအံပြီးလျှင်ခေါင်းဆောင်ထံသို့အကြရသည်ခေါင်းဆောင်များကကြိုးမကြိုးကွဲမကွဲစစ်စစ်ပြီးဥက္ကဋ္ဌထံအကြရသည် စာအန်ကျင်ရောက်လင်ဥက္ကဋ္ဌထံသွားယူကြ၍ဆံရငေသားများကိုပေးကြသည်ကြောက်တံကျိုးလင်ကျိုးသောကြောက်တံကိုပြ၍ဥက္ကဋ္ဌထံမှ အသည့်ထုတ်ယူရသည်အကျိုးများကိုစုပူးတံဖြင့်စုပေးသည်ကြောင်းသားတယောက်တလလင် မုံဘူးတင်းမှတပဲကြအသင်းကိုပေးရသည် ထုံငွေကိုဗန္နာရေးမှုကစရင်ဟင်းနှင့်ဂိုင်းတွေထင်းထင်းရသည် ထုံငွေဖြင့်တင်မုံစာအုပ်စသောတင်ကြမှုဆံရပစ္စည်းများကိုဝယ်ထားသည် ထို့ကြောင့်တင်ကြားမှုဆံရပစ္စည်းများအသင်းပိုင်းဖြစ်လာတော့ဤပုဂ္ဂလိကပိုင်းမရှိတော့တင်ကြားစရိတ်လုံလောက်သည်အသင်းကကြီးတာဝန်ယူသည်ငွေပို25ချက်လောက်ဗန္နာရေးမှုထက်ရှိနေတတ်သည်မူတည်ရေးဖြစ်သည့်စာများကိုဂတ်ထူပေါ်စက်ကူကြောဖြင့်ရေးထားသည်ထိုစာကိုရလျင်ဆရာထံရွတ်အံပြ၍စာကတ်အထားခဲ့ရသည် ဆရာကရှစ်တက်သည့်စာကပ်ပေးလိုက်သည်ဥပမာမင်္ဂလာတုတ်ကိုသင်ရာ၌အာဒေဝနာစာပါလာနံဂါထာကိုရလျင်ထိုစာရေးထားသောစာကတ်ကို အထာခဲ့၍ရှစ်အံစာပရိယူပဒေတာဝါသောစာဂါထာရေးထားသောစာကတ်ကိုယူလာ၍ကြက်မှတ်ရသည်ဆရာတော်သည်ဤသို့အသိအဖွဲတီထောင်ဖွဲ့စည်းပြီးပညာသင်ကြားရေးအုပ်ချုပ်ရေးတို့၌ အထောက်အကူရယူသည်ဗန်အတင်ဆရာတော်သည် ပုံညဝဒနာចောင်းသားအတင်ဖြင့်ရှေ့ဆောင်စေတတ်ကိုနူးကြလာအောင်ဆောင်ရွက်ရ၌အောင်မြင်သည်ဟုဆိုရမည်အကြောင်းက မုံမူများများရသောအီမောင်ယခုပုံညကာရီအတင်ဗန္နာရင်မှုနှင့်ចောင်းသားစစုကမိမိတို့ရရှိထားသော မုံဘိုးကိုအချီအနီမကုန်စေဘဲအတင်းဖွဲ့ဤအတင်းဖွဲ့၍စူးစောင်းထားကြရင် အကြံပေါ်လာသည်ထို့ကြောင့် ဘန်အသင်းကိုတီထောင်လိုက်ကြခြင်းဖြစ်သည်ထိုဘန်အသင်း၏ရည်ရွယ်ချက်မှာငွေကြေးစုဆောင်တတ်ရန်နှင့်အကျိုးရှိရှိအသုံးချတတ်ရန်ဖြစ်လေသည် ထို့ကြောင့်စုဆောင်ရရှိထားသောငွေကိုစည်ရင်းဖွင့်၍စနစ်တကျအထားသည်ကုသိုလ်ရေးနှင့်ရည်ရည်ရွာရေးကြုံလာသောအခါလူဒန်းချင်းစာအုပ်စာတမ်းဝယ်ခြင်းစသည်ဖြင့်ပြစ်စက်ကကြီးပွားရေးအတွက်တာမကတန်တရာအတွက်ပါ အရင်အနည်းမြုပ်နှံ၍ကြီးပွားရေးလမ်းစဉ်ကိုရှားကြံကြသည် တီဟူသာယဟန်တော်ဆရာတော်ဆန်ကင်း၌တည်င်းသုံးတီဟူတည်င်းကြား၍ရန်ကုန်မြို့ကျောင်းတော်ရာရွှေကျင်တိုက်၌တည်င်းသုံးနေသောတီဟူသာယဟန်တော်ဥညာဏဝါဒသည်ဆန်ကင်းသို့ကြွရောက်ခါဝါဆိုသည်ရန်ကုန်ကန္တာတိုက်ခွင်းမှလာသည်ထင်ကြောင်းအမေ့ရှိတော်မူပါသည်ယင်းတီဟူယဟန်တော်သည်ဆရာတော်ထံတွင်မြမစာပေနှင့်ယမိုက်ကိုတင်ယူသည်ထိုရှင်မြတ်သည်မာဝိတ္တုဒါရာမိကသေရုပ်ပတိဒီပနီပြန်ပြု အရှင်သီရိဓမ္မဤတပည့်ဖြစ်လေသည်ယခုအခါတိဟိုကျွန်းရွှေချင်းနိကာယဤမဟာနာယကကြီးအဖြစ်ဒီမတ်တကူတလန်းသီရိယရနာယာမကြောင်းတိုင်း၌အစီအဝေးပြုလုပ်ခဲ့သော ရွှေချင်းကိုင်းကာဂရကမဟာတန်ကအဖွဲ့က1969ခုဇူလိုင်လ2ရက်နေ့တွင် ဆုံးဖြတ်ချက်အရတင်မြှောက်လိုက်ပြီးပြီး ထမအကျင့်ဂိုင်းလုံးကျွတ်အစီဝေကြီးရွှေကျင်ဆရာတော်ဘုရားကြီးလက်ထက်တွင် ရွှေကျင်ဂိုင်းဟုတီးခြားထင်ပေါ်လာပြီးမဟာဝိသုဒ္ဓရာမဆရာတော်လက်ထက်တွင်ကျယ်ပြန့်ကြီးပွားလာသောဏိကာယကြီးမပြည့်စည်အောင်စောင့်ရှောက်ဖို့ဂိုင်းဝင်တန်ဃာတော်တို့ဤတာဝန်ဖြစ်သည်တိုးတက်ကြီးပွားမှုဆိုသည်မှာတန်တိပါဒခေါ်စီဝေတိုင်မြင်မှုနှင့်ကင်း၍မဖြစ်နိုင်ထို့ကြောင့်ဏိကာယဥက္ကဋ္ဌအမှုပြုသော ဝင်းဆောင်ဘဟုအဖွဲ့ကဂိုင်းလုံးကျွတ်တန်ဃာအစီအဝေး မဟာတန်တိပါဒပြုလို့ရန်ပြင့်ခေါ်ထားပြီးသည်နေ့ရက်မှာ1282ခုနှစ်ဝါဇိုလဇန်8ရက်ဖြစ်သည် စီဝေးရာဌာနမှာမန္တလေးမြို့မဟာဝိတုဒ္ဒယုံတိုက်သည့်ဖြစ်ပြီးသည်ဗဟုဌာနနာယကတပါးဖြစ်သောဆရာတော်သည် ထိုအစီအဝေးကြီးသို့ကိုယ်တိုင်ကြွရောက်ယုံ မကဘဲအစီအဝေးနှင့်ဆံရကိစ္စအရရကိုဆောင်ရွက်ရန်တာဝန်ရှိနေပြီးသည်ထို့ကြောင့်စံကင်းဓမ္မယုံចောင်းတိုင်း၌ ိမ်တိုက်ဆောင်မီကိစ္စကိုပင်မျက်နာလွှဲခဲ့ပြီးမန္တလေးသို့အစီအဝေးမတိုင်မီကြိုတင်ကြွရောက်လာခဲ့ပြီသည်ယခုစံကင်းရွာသူကြီးဦးစံမြိုင်သည် ထိုစဉ်ကကြောင်သားအဖြစ်လိုက်ပါခဲ့ရပြီသည်ဇာတိရွာ၌ဝါဆိုတော်မူခြင်းဆရာတော်သည် အစီအဝေးကြည့်ပြီးသောအခါမေတော်ကြီးကိုငက်ွက်၍ရက်ရွာ၌တဝါတချီတည်င်းသုံးရန်စီစဉ်ရပြီသည်ဤသို့ဆရာတော်မိမိရက်ရွာ၌ ဝါဆိုတရင်သုံးမည်ဆိုပြန်သောအခါမေတော်ကြီးကသဘောကျလာသည် မဟုတ်ပြီးမလလေးတိုက်တွင်နေပါမှတာနာအတွက်ပုံမူအကျိုးများမည်ဟုသိနေသောကြောင့်ဖြစ်ပေသည်သို့တော်ဆရာတော်သည် ထိုနှစ်ဝါတွင်လင်းရင်ကြောင်ကြီး၌ပင်တရင်သုံးတော်မူခဲ့လေသည်ရက်ရွာ၌ဆရာတော်တရင်သုံးတော်မူသောအခါရက်ရွာရှိတကားတကားမများတို့များစွာ ကုသပွားကြရသည်ဝိယုံကြောင်များတို့ကြွားရောက်၍ နှုတ်မဟောသောအခါဟောသည်ဝိယုံရှိလျက်ဝိမတ်တဲ့အသက်တက်ကြီး80ရာဥပုံနေရဲ့ညစာချက်တက်ကြီး80ရာစသည်ဆုံးမစာများဖြင့်နှိုးစော်သည့်အခါနှိုးစော်သည့်ထို့ကြောင့်လင်းရင်ဝိယုံကြောင်းမိုးတော်ဝိယုံကြောင်းကုန်းကြီးဝိယုံကြောင်းရှန်ကုန်းဝိယုံကြောင်းတို့၌လူစီသည်ဥပုံနေတို့၌တရင်တဲ့တို့ဖြင့်ကြောင်းတိုင်းပြည့်လျက်ရှိ၏တနေ့သောညနေတွင် ရှမ်းကုန်းဝေယုံတို့ဆရာတော်ကြွသည် အချင်းအနှဲငယ်စောနေသည်ဖြင့်ဝေယုံတို့လူဆုံမရောက်သည်ဝေယုံကျောင်းအမကြီးအဖွာကျူးတယောက်သာ ရောက်နှင်ပြီးဝေယုံအတွင်တပည့်စီလင်းနေသည်ထိုချင်းတွင်ရွာတွင်မှလူငယ်တစုသည်တိမှုတ်တံပေါ်လာသည်ထိုအတန်ကိုကြားသောအခါဒကမကြီးကဖုန်ကြီးရှိမှမသိဘာမသိအပြောအပါတွင်ဒီလိုရွာနေကိုမနေချင်ဘူးဟုညညူလေသည် ထိုအခါဆရာတော်ကဓမ္မကြီးဒီရွာမနေခြင်းလို့တခြားရွာပြောင်းမယ်ဆိုရင်မပြောင်းသေးပဲအရင်သွားကြည့်ဦးတော်ကြာတိတဲ့ဆုံးနေဦးမယ်ဟုလောဘဒေါသစသော အကုသိုလ်ဓမ္မတို့ထူပြောလာသော ခေအချစ်အနေကို ရိပ်မိရန်မိတ်သဖြင့်ဟုတ်ပါရဲ့ဖရာဒီခေတော်ဒီလိုကြည့်ထင်ပါရဲ့ဘယ်မှကောင်းမယ်မဟုတ်ပါဘူးဟုခေအချစ်နေကိုသဘောကောက်ခါစိတ်သက်သာရရသွားလေသည်တရင်စဉ်ဖရာပွဲများ ဆရာတော်တည်င်းသုံးသောလင်းရင်ကြောင်ကြီးနှင့်ရွှေဘုံသာကျောင်းတို၌တည်င်းစဉ်ဖျားပွဲများရှိလေသည်တည်င်းစဉ်ဖျားပွဲများဤဖွဲတော်ကိုလဲတက်လို့စီလာတောတိဥတံဘုံလေပေါ်တာရကံကျုဟု အတူကောက်အမှတ်အသားပြုကြသည်ဝါဇိုလာပြည်နေကဆာ၍တက်တော်ရဖျားမိဖုရားတီလောကအထိပ်ပံဖျားဇီတဝင်ဖျားများဤ ပွဲတော်များဝါကောင်လ၌ဖျားလာဖျားတောနေဖျားတစ္ဆာကူဖျားရွှေဘုံသာចောင်းဦးဖျားပွဲတော်များတော်သလင်းနာ၌ရွှေဘုံသာចောင်းဖျားတန်းရွှေဘုံသာဖျားရေလေဖျားဖိုးတော်ဖျားပွဲတော်များတင်းကျွတ်လာစံရှည်ရနေ၌ဖိုးတာလာဖျားတင်းကျွတ်လာပြီနေ၌တက်တော်ရာဖျားလာပြီကျော်ရှည်ရနေ၌ဖိုးကံဖျားပွဲများရှိသည်ဤသို့ပွဲများ ပြုလုပ်ပူဇော်ကြသည်ထို့ကြောင့်ပတန်တာယူပဝိပဝံသူနန္တာမတူရန်ကိယံစီရန်တိတာတုတံဗုဒ္ဓအကာလီကောလီပရမုခာဟုအလင်္ကာဆရာဆိုသည့်အတိုင်းဖရာလက်ထက်တော်အခါတဝိတိရာဇဂျူထိုထိုမျိုးရွာရှိတမာဒိဋ္ဌိအမျိုးသားအမျိုးသမီးတို့သည်ပျော်ပွဲရှင်ပွဲမှာလိုက်ဖေဖရာဖူးတရားနာသွာလာ ပေါ်များစီကားလှပြီးတကယ်တို့လင်းရင်ရွာတဝိုင်း၌ဖျားဖူးတရားနာပေါ်များစီကားလှပြီးသည်